ယနေ့ခင်မှာတန်တန်နဲ့ဘောလုံးကစားဟန်တွေကြောင့်နာမည်ကြီးတဲ့ကစားသမားတော်တော်များများရှိပါတယ်။ဥပမာဆာဂျီယိုရာမိုးဒီယိုဂိုကော့စတာရန်ဂိန်းစတဲ့သူတွေဟာကွင်းထဲမှာတတ်တော်ဖြတ်တော်မလို့ဘောလုံးကစားတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကျန်နေဆိုတာအခုဖော်ပြမယ်ဘောလုံးသင်းနေရှင်အဲ့နေတလောက်ပဲရှိရလို့တော့ဆိုရပါလိမ့်မယ်။ မင်္ဂလာပါကျမတို့ဆော့က88ဟာပြည်သက်များအတွက်စိတ်ဝင်စားဖို့ရအားကစားအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Secret and Light လို့ပြခြင်းအဖြစ်ကိုကြီးပံ့ပိုးပေးနေပါတယ်အခုဗီဒီယိုလေးမှာတင်ပြမယ့်အကြောင်းအရာကတော့ဘောလုံးသမိုင်းမှာအကျန်းတန်းသောအသင်းတို့တတ်မှတ်ခံရတဲ့ဘောလုံးသင်ကြောင်းပဲဖြစ်ပါတယ်1980တဝိုက်ကအီတလီနိုင်ငံဟာလက်ရာဆုံးရောက်တွေနဲ့လက်ဝဲရင်းဝါဒီတွေကြားပြည်ပခါတွေအများဆုံးဖြစ်ခဲ့တဲ့ကာလဖြစ်ပါတယ်။ အဲ့ဒီအချိန်ကဘုံကွဲတယ်ဆိုတာနေ့စဉ်ဖြစ်ရိုးဖြစ်စဉ်ကိစ္စလို့ဖြစ်ခဲ့ပြီးလမ်းမတွေပေါ်မှာလည်းအထီးကရုံနေအမြဲဖြစ်လို့ရှိပါတယ်။အဲ့ဒီကာလမှာလရဆုံရောက်ပရိသတ်တွေအများဆုံးအားပေးကြတဲ့လာဇီယိုတင့်ဟာစီးရီကို တန်းတက်လာခဲ့ပါတယ်။စီရီရဲ့တမိုင်းတစ်လျှောက်တစ်ခါမှချန်ပီယံမဖြစ်ဘူးသေးတဲ့လာဇီရိုဟာအဲဒီချိန်ကအသင်းကိုအကြီးအကျယ်အင်အားဖြစ်တင်နေခဲ့ပါတယ်။ အဲ့ဒီအချိန်ကအသင်းရဲ့အဓိကတိုက်စစ်မှုဂျော်ဂျီယိုချီနာကလီယာဆိုရင် ပြည်ထိုင်မှာကြီးပြင်းခဲ့သူ ဖြစ်ပြီးဖရန်စီအသင်းမှာတော့ကစားခဲ့မှုပါတယ်ဒါပေမဲ့စီကန်းလိုက်နာမှုအားနယ်လွန်လို့သူကစွမ်းစီးကစာချုပ်ဖြတ်သိမ်းခဲ့ပြီးတဲ့နောက်အီတလီမျိုးကိုပြန်ရောက်လာတာဖြစ်ပါတယ်။ရောက်ရောက်ချင်းစီးရီမှာကစားခွင့်မရဘဲပြပမှာ professional ကစားခဲ့ဘူးလို့ဆိုပြီး၃နှစ်ပြည့်ပင်ခံခဲ့ရပါသေးတယ်။ ။ဒါကြောင့် series အသင်းတွေမှာတဝဲလည်းလည်းဖြစ်နေတဲ့ချင်းချီနာကလီယာကိုလာဇီရိုကခေါ်ယူပြီးအသင်းရဲ့အကြီးကတိုက်ဆင်မှုဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ခြေစွမ်းကောင်းဝင်မဲ့ကစားပုံကြမ်းတမ်းပြီးစိတ်တူလွယ်လွန်တဲ့ချီနာကလီယာနဲ့မကြာခဏထိတ်တိုက်တွေ့တဲ့သူကအသင်းပေါ်ဂျီဂျီမာတီနီဖြစ်ပါတယ်။နောက်ခံလူမာတီနီဟာချီနာကလီယာလိုပဲကြမ်းကြမ်းတန်းတန်းကစားတတ်တဲ့သူဖြစ်တာကြောင့်သူတို့နှစ်ယောက်ထိတ်တိုက်တွေ့ရင်အမြဲရန်ဖြစ်လေရှိပါတယ်။ သူတို့ကိုချောင်းဝင်ဖြည့်ရှင်းရလေရှိသူကတော့နီးပြကြီးတိုမတ်ဆိုမက်စရယ်လီဖြစ်ပြီးသူကတော့ချီနာကလီယာကဖခင်တယောက်လို့လေစားပါတယ်မက်စရယ်လီဟာချီနာကလီယာရဲ့ဒေါသနောက်မှာဖုံးကွယ်နေတဲ့အရေးချင်းတွေကို တွေ့မြင်ခဲ့တဲ့ဒူဒီတော်နီးပြလည်းဖြစ်ပါတယ်မက်စရယ်လီရဲ့ထင်းချောင်းပဲ့ပြင်မှုကြောင့်လာစီယိုတစ်သင်းလုံးဟာခြေစွမ်းထက်မြက်လာပြီးတန်းတက်လာတဲ့နှစ်မှာတင်စီးရီမှာတတိယရခဲ့ပါတယ်။ဒါပေမဲ့အသင်းသားတွေကအဲ့ဒီချိန်မှာတယောက်နဲ့တယောက်အယမ်းချစ်ခင်ရင်းနှီးနေကြတာတော့မဟုတ်ခဲ့ပါဘူး။ အတင်းမှာချီနာဂလီယာဥဆောင်တဲ့အုပ်စုနဲ့မာတီနီဥဆောင်တဲ့အုပ်စုဆိုပြီးနှစ်ဖွဲ့ကွဲနေလို့အဝိလဲကောင်တီးစားထားပြရပါတယ်လေချင်ရေးကွင်းမှာဆိုရင်သူတို့နှစ်ဖွဲထိတ်တိုက်တွေ့တဲ့အခါစံကြံတန်းတန်းကစားကြလုံလို့ရံမိုးတွေမကြခဏဖြစ်လေရှိပါတယ်။အရီခက်ကဘသူမှလေချင်ရေးကွင်းမှာမျိုးတကြီးအကာတွေမဝစ်ကြသေးပေမဲ့လာစီယိုမှာတော့လူတိုင်းဝစ်ထားရပါတယ်။ပိုပြီးဆိုရစီတဲ့အချက်ကချင်းနာကလီယာဟာရွေးကောက်ပွဲမှာခစ်တစ်ဖက်စစ်ပါတီတစ်ခုကိုမဲပေးခဲ့ကြောင်းဝန်ခံခဲ့တာပဲဖြစ်ပါတယ်။ နဂိုကလေးကလာဇီယိုကိုအစွန်းရောက်တိအားပေးတဲ့အတင်းလိုယူဆနေခြင်းဖြစ်လို့သူတို့ရဲ့အသက်ကိုယ်တော်ရန်ရှာခံနိုင်ရတဲ့အခြေအနေဖြစ်လာပါတယ်။ဒါကြောင့်လာစီယိုတင်းသားတွေကကိုကိုကိုကာကွယ်ဖို့ပစ္စတိုတနတ်တွေကင်ဆောင်ခဲ့ပြီးသူတို့တင်းကိုလာစီယိုပစ္စတိုလို့နာမည်ပြန်ခေါ်ကြပါတယ်။ကစားသမားတွေတဲတဲ့ဟိုတယ်ကမီးလုံးတွေမီးဆိုင်တွေပကံခွက်ရောက်တွေဆိုရင် မကြာခဏတနတ်နဲ့ပြစ်ပြီးအပြင်းပြေလက်တဲဆန်းခံရလိမ့်ရှိပါတယ်။ အတင်းကိုကစားသမားတိရောက်လာရင်ယုံကြည်လို့ရမရတရားဖို့ခြံတော်နှချောင်းကြားကိုတနက်နေ့ဖြစ်ပြီးစမ်းတက်လေးရှိရဲ့လို့လည်းဆိုကြပါတယ်။ကစားသမားတွေကကြမ်းကြရမ်းကြသလို ပရိသတ်တွေကလည်းခေသူတော့မဟုတ်ပါဘူး။အပ်ဆွေအတင်းကိုရှုံးနေခဲ့တဲ့ UEFA ဖလားပြိုင်ပွဲမှာဆိုရင်ပရိသတ်တွေကွင်းထဲဝင်တောင်းခံကြလို့ရဲတပ်ဖွဲ့ကမျက်ရည်ရုံပုံတုံးပြီးလူစုခွဲခဲ့ရသေးပါတယ်။အရီဒရာလာဇီယိုတင်ဟာဥရောပပြိုင်ပွဲတွေဝင်ရောက်ရှင်ပြိုင်ခွင့်၃နှစ်ပြည့်ပြီးခံရရပါတယ်။ လာဇီရိုဟာ1983-84ဘောလုံးရာသီမှာတော့ပထမဆုံးစီးရီးချန်ပီယံဆုကိုရရှိခဲ့ပြီးချီနာကလီယာကလည်းတွင်ကို24ခုနဲ့ဂိုးသွင်းပြင်ဖြစ်ခဲ့ပါတယ်။ဒီလိုကစားပုံကျန်တဲ့လောက်ခြွေစမ်းလဲထက်မြက်လာတဲ့လာဇီယိုပစ္စတိုခွဲဟာတိတ်တော့ကြကြမခံခဲ့ပါဘူး။သူတို့ဟာနောက်တရာဒီမှာဒဏ်ရာပြဿနာတွေကြောင့်အဆင့်လေးသာရခဲ့ပြီးအဲဒီချိန်မှာပဲမိပြကြီးမတ်ရယ်လီဟာကင်ဆာရောဂါရှိနေကြောင်းသိခဲ့ရပါတယ်။ ယောဂါကြောင့်အသင်းကိုအပြေအဝမကင်တွင်နိုင်တော့တဲ့အခါချီနာကလီယာဟာလည်းနီးပြတဲ့နဲ့အဆင်မပြေလို့ယူယောက်ကော့စမိုအသင်းကိုပြောင်းသွားခဲ့ပါတယ်။ပိုပြီးဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရက်ကနောက်တစ်နှစ်မှဝင်းလယ်လူရီဆက်ကိုနီတနက်နဲ့ပြစ်ခံခဲ့ရတာပဲဖြစ်ပါတယ်။အလွန်ကြောနောက်ပြောင်တတ်သူရီဆက်ကိုနီဟာကြောင်းမြေရနာဆိုင်ဆိုင်ကိုတများတိုက်တဲ့ပုံစံနောက်ပြောင်ပြီးလို့ဆိုင်ရှင်ကတနက်နေ့ပြစ်တာခံခဲ့ရပြီးကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အခြားကစားသမားတွေကလည်းအရှူအရှူထွက်ကုန်ကြလို့ချန်ပီယံဖြစ်ပြီး6နှစ်ကြာမှလာစီရိုဟာစီးရီး B ကိုတန်ဆင်သွားခဲ့ရပါတော့တယ်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရှိပါတယ်ရှင်